အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုကနေကြိုဆိုပါရစေကျွန်တော်နဲ့တူအချိန်ယူပေးတဲ့တို့ကျေးဇူးအများကြီးပါတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေဒီကနေ့ပေကန်ချင်းနံပါတ်9နော် internal reward အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့ကျွန်တော်နောက်ဘွားကြရင်ကျွန်တော်ပါလာမယ်တည်ရင်ခုနောက်ပါမယ်အကြောင်းအရာကိုကျွန်တော်ပြောပြချင်တယ်အဲအဲ့ဒီဟာပြောပြခင်မှာအရင်ဆုံးကျွန်တော်ယုံကြည်သူတွေနဲ့နော်ဒီပေကန်တဲ့ခါကြရင် ဒီလူတိုင်းဒုက္ခရောက်နေတယ်နော်လူတိုင်းဒုက္ခရောက်နေတဲ့ချိန်မှာဘယ်သူကိုယဉ်ကူညီရမလဲနော်အကုန်လုံးကူညီကူညီတာတော့အကုန်ကူညီကောင်းတာပါတေချာပြောပြချင်တယ်ပေးကန်းတာမှတ်တယ်မြတ်အကုန်လုံးကကောင်းတယ်နော်သူမြောက်ပေးကန်းတာမှတ်တယ်မြတ်အကုန်ကောင်းတယ်ကျန်းစာထဲမှာပြောထားတယ်စင်ရဲတော်သူတို့ကိုမဆာချင်းကပါလဲထာဝရဖျောက်ချီးငှားတော်သူဖြစ်တဲ့ဖျားသခင်ပြန်ပြီးတော့ကောင်းကြီးပေးမယ်ပြောထားပြီတာပေးကန်းတာအကုန်ကောင်းတယ်ဒါပေမဲ့ဒီနေရာမှာ priority နော်ဘယ်သူကိုအရင်ပေးကန်းရမလဲအဲ့ဒီအကြောင်းရနော် ဥပမာဆိုပါတော့ယုံကြည်သူတွေเนาะဒီဒီယုံကြည်သူတွေ ਨੇ တခြားမယုံကြည်သူတွေ ਨੇ အတူတူဒုက္ခရောက်နေကြတယ်โอเคကို့မှာအကုန်လုံးကုငင်နိုင်တယ်เนาะကောင်းပါတယ်အကုန်ကုငင်နိုင်မယ်ဒါပေမဲ့အကုန်မကုငင်နိုင်ဘူးတစ်ခုပဲကုငင်နိုင်မယ်ဘသူ့ကိုယင်ကုငင်ရမလဲဘယ်လိုရွေးချယ်ရမလဲเนาะဆိုတော့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ထဲမှာအဲ့ဒီအကြောင်းအရာကိုသင်ပေးထားတဲ့အကြောင်းအရာလေးရှိတယ်ဆိုတော့ကျွန်တော်ပြောပြချင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ယုံကြည်သူတွေနေနဲ့ကျွန်တော်ပေးကမ်းလိုက်တဲ့ခါမှာ เนาะကျွန်တော်တို့ကသူမြောက်ကူညီတဲ့ခါမှာဟုတ်တယ်လူတိုင်းကိုကူညီတာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တခါတလေကျကျွန်တော်ကူညီလိုက်တဲ့အရာကျွန်တော်ပေးကမ်းလိုက်တဲ့အရာကဟိုကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတည်ဆောက်ဆရာမဖြစ်ဖြစ်နဲ့ဟောပါလဲဟိုတီမီရဲ့လဲဆရာဖြစ်ဖြစ်တဲ့အနေနေရာတွေမှာအသုံးပြုတ်တယ်ဆိုရင်ဒါကျွန်တော်တို့အတွက်ကောင်းကြီးမဖြစ်ဘူးလေအာမင်ကူညီတာအကုန်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကူညီတဲ့ခါကြရင်အာမင်ကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ဥပမာဆိုပါတော့ကျွန်တော်တို့ကကူညီလိုက်တယ် ဒီလူတယောက်ကိုဒီဒီဒီလူဒီဒီဒီအဖွဲ့စီဒီအဖွဲ့စီကိုငွေလိုက်ဒီအဖွဲ့စီကအာကျွန်တော်တို့ဒီဘာလဲဒီခရီးယာတွေကိုလိုက်တတ်နေတဲ့လူတွေကိုဒါမှမဟုတ်လည်းဒီခရီးယာဘာသာတွေကိုမကြိုက်တဲ့သူတွေကိုဟိုသွားပြီးတော့ဟိုထောက်ပတ်တယ်ဟာဥပမာပြောတာနော်ဥပမာသူတို့ကိုသွားပြီးကူညီနေတယ်ဆိုရင်ဒါသူတို့ကျမ်းမာလို့ရှိရင်ကျွန်တော်တို့ကိုပြန်ပြီးတော့ဒုက္ခပေးမဲ့လူတွေလीနော်ဆိုတော့အာဒါမှမဟုတ်လည်း အဲ့လိုမျိုးပေါ့ပြောချင်တဲ့ပွိုင်းကကိုပေးလိုက်တဲ့အရာကကို့အတွက်ကောင်းကြီးဖြစ်တဲ့နေရာပေးတာကောင်းတယ်အဲ့ဒါပေးဖို့ကျွန်တော်ပြောပြချင်တာအဲ့ဒါကိုနှုတ်ကပတ်တော်ထဲမှာဘယ်လိုပြောထားလဲဆိုတော့เนาะနှုတ်ကပတ်တော်ထဲမှာအာအကလာတိအကိုအော်ရာစာခန်းကြီး6မှာဒီလိုရေးထားတယ်အလွဲမယူကြနဲ့နော်ဖျားသခင်ကမထီမဲ့ပြင်ပြုချင်းကိုခံတော်မူလူသည်မျိုးစီကျဲတဲ့အတိုင်းအသီးနှံကိုရိပ်ရလိမ့်မယ်ကျွန်တော်ကျဲတဲ့အတိုင်းကျွန်တော်ရိပ်ရမှာဖြစ်တယ် မိမိဇာတိပဂရိ၌မျိုးစေ့ကျဲတော်သူသည်ဇာတိပဂရိအဖြစ်ပုံပြည့်ချက်အတိနံကိုရည်ရလိမ့်မယ်။ဝိညာဉ်ပဂရိအဖြစ်ဝိညာဉ်ပဂရိ၌မျိုးစေ့ကျဲတော်သူလူဝိညာဉ်ပဂရိအားဖြင့်သာဝရအသက်ရှင်ခြင်းအတိအနာကိုရည်ရမယ်ဆိုတော့ဒီကနေ့က non internal reward ဆိုကျွန်တော်မျိုးစေ့ကျဲတဲ့ခါကျရင်ကျွန်တော်တို့ကဝိညာဉ်ပဂရိသာဝရအသက်ရှင်ခြင်းအတိအနာကိုရည်ရလိမ့်မယ်အဲ့ဒီဟာเนาะကျွန်တော်တို့မျိုးစေ့ကျဲလိုက်တဲ့ကျွန်တော်ပေးကမ်းလိုက်တဲ့အရာကကျွန်တော်သာဝရအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာထိတောင်ထိရောက်နိုင်တယ် အာမင်ကျွန်တော်ပေးကမ်းလိုက်တဲ့အရာတခုကထာဝရထိတောင်မထိရောက်သွားနိုင်တယ်ကျွန်တော်ပေးကမ်းလိုက်တဲ့မဟုတ်တဲ့နေရာမှာပေးကမ်းလိုက်လို့เนาะအဲ့ဒီလူတွေကတခြားလူတွေကိုဒုက္ခပေးတယ်ဆိုရင်ဒါလည်းထိခိုက်တယ်အဲ့တော့ကျွန်တော်ပေးတဲ့အရာတတိထားဖို့လိုတယ်เนาะငါတို့ဒီအားမရော့စိတ်မပြတ်ပဲကောင်းသောအချင်းကိုကျင့်ကြကုန်အထို့တီကျွေးကျင့်ချိန်တန်လေအချိန်တန်တော့ကာလနဲ့ကာလနဲ့အတီးနာကိုရိပ်ရလိမ့်မယ်သူကြောင့် ငါတို့ဒီအစင်တင်းနေတိုင်းယုံကြည်ခြင်းအိမ်သူအိမ်သားတို့တကူအနိုင်အထူးသဖြင့်ယေရှုပြုလဲဆိုတော့ဒီနေရာမှာကြည့်လိုက်ကျွန်တော်တို့ပေးကမ်းတဲ့ခါကျရင်ယုံကြည်သူနဲ့မယုံကြည်သူနဲ့အတူတူရှိတဲ့ခါကျကျွန်တော်တို့ဘယ်သူကိုအရင်ပေးကမ်းရမလဲဆိုတော့ယုံကြည်ခြင်းဤအိမ်သူအိမ်သားတို့နဲ့အထူးသဖြင့်ယေရှုပြုလဲအိမ်ယုံကြည်ခြင်းအိမ်သူအိမ်သားယုံကြည်သူတွေကိုအရင်နော်အရင်ယေရှုပြုရမယ်ပြီးမှခတ်သိမ့်တော်သူတို့ဟာယေရှုပြုရမယ် ဒါနှုတ်ကပတ်တော်ထဲမှာပြောတဲ့အတိုင်းကျွန်တော်ပြောတာဖြစ်တယ်။ယုံကြည်သူတွေကိုအရေးကူညီရမယ်။ပြီးမှတခြားလူတွေကိုကူညီရမယ်။အာမင်။အဲ့လိုပြောတခြားလူတွေမကူညီရဘူးလို့လည်းမပြောသူတို့ကဟိုဟိုဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်မပြောပါဘူး။ဒါပေမဲ့ဒီနှုတ်ကပတ်တော်ထဲမှာပြောတဲ့ပဲယုံကြည်သူတွေကိုဦးစားပေးဖို့အရေးကြီးတယ်။ကိုပေးကမ်းလိုက်တဲ့ခါကျရင် ပေးကမ်းတာတွေအကုန်ကောင်းတယ်။ဟို community ဒီ community နဲ့ပေးတာထက်ဆိုင်ယုံကြည်သူတွေကနေဦးဆောင်တဲ့ community တွေကနေတစ်စစ်သွားရင်ပိုကောင်းပါတယ်အာမင် ။ဘာကြောင့်လဲကျွန်တော်တို့ပေးကန်းလိုက်တဲ့အရာတိုင်းကပါလဲ။ထာဝရအထိအသက်ပြန်ပြီးရိတ်သိမ်းရမှာဖြစ်တယ်။နှုတ်ကပတ်တော်ထဲမှာပြောထားတယ်။အာမင်။ဆိုတော့နောက်တစ်ခုကျွန်တော်ထပ်ပြောပြမယ်။အာလုက16မှာပါတဲ့အကြောင်းအရာနော်။ကျွန်တော်တောင်ဘွားတိရိတ်သိမ်းဖို့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တပည့်တော်လုရှင်လုကာခရစ်ကိုခန်းကြီး16မှာတပည့်တော်တို့ကတဖာမိတ်တော်မူဒီကငွေရတတ်တော်သူတယောက်၌ဘန္တာဆိုးရှိထိုဘန္တာဆိုးသည်တခင်ဥစ္စာ ်မြတ်ကိုဖြစ်စည်းတဲ့အကြောင်းကိုသူတပါးတို့ဒီတခင်ရှိ၌အပြစ်တင်ကြတော့တခင်ဒီဘန္တာဆုကိုခေါ်၏တင်းရမှုရ၌ငါကြားတော့စကားကအပေသူနေဘန္တာဆုရာကိုမတားထောက်စေးကိုပေးတော့ယခုမှဆိုင်ဘန္တာဆုမလုပ်ရဟုဆို၏သူကဘန္တာဆုကငါဒီအပေသူပြုရမင်းနေငါ့တခင်ဒီဘန္တာဆုရာကိုနှုတ်လိုက်ပြီဆိုရာထုပြုတ်သွားပြီလေလုတ်ချင်းကမစွန်းနိုင်တရောင်းစားလုတ်ချင်းကရှက်ကြောက်တယ်တဲ့ဘန်ဘန္တာဆိုးရာမှာကြာတည်တော့သူတပါးတို့ဒီငါငါ့ကိုအိမ်နဲ့လက်ခံစေချင်းလား အဘယ်သူပြုတ်ရမယ်ကိုငါတိဟုစိတ်ထဲမှာအကြံစီပေးမှ Okay ဆိုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကပါဆိုတော့ဘန္တာဆိုကသူကပါလဲလဲလဲမလုတ်ချင်ဘူးတရောင်းစားလုတ်ဖို့လဲရှက်ကြောက်တယ်သူတခြားလဲမလုတ်တတ်ဘူးဆိုတော့သူအလုတ်ကနေပြုတ်ရာထုပြုတ်သွားတဲ့ခါကျသူဘာလုတ်ရမလဲအိုးငါတရားတရားတွေလုတ်လိုက်မယ်အဲ့ဒါဆိုတကယ်လို့ငါထွက်တဲ့ခါကျဟေးမင်းတို့ငါကူညီခဲ့ရတယ်လေနော်ငါ့ကိုလည်းနည်းနည်းပပကူညီလေအော်အဲ့လိုပြောလို့ရပေါ့တော့ဘယ်လိုလုပ်လဲဆိုတော့ verse 5မှာ ။တခင်းငွေရှိတော့တော့ပေါင်းတို့ကိုခေါ်ရေနော်။ဒါကတချို့ဥပမာတွေပဲပြောတာဆိုတော့လူအများကြီးရှိမယ်နော်။ငါ့ရဲ့တခင်းကိုစရရတင်တဲ့ဘယ်များလို့ရှိတယ်ဒီတယောက်ကို မေးလေ။ထိုသူကစီခွက်တစ်ထောင်ပေးရန်ရှိပါသည်ဟုဆို၏။ဘန္နာဆုကလည်းတင်းစင်းကို၍အတော့ထိုင်ပြီးလေအခွက်900ကိုရေးမှလော့ဟုဆို၏။ထို့နောက်ခြားတော်သူကိုခေါ်၍ငါ့ရဲ့တခင်းကိုစရရအတင်မြအဘယ်လောက်ဘယ်များလို့ရှိတယ်ဒီကိုမေးလေ။ထိုသူကဂျုံစပါးအတင်းတစ်ထောင်ပေးရန်ရှိပါသည်ဟုဆို၏။ ဘန္တာဆုတ်ကလည်းတင်းစင်းကို၍အတင်းရှိရဟုမှတ်လို့ဟုဆိုလေဆိုတော့တယောက်ကပါလဲစီ1000 okay 1000စီကဈေးကြီးတယ်ဆိုတော့1000ကနေ900ဆန်ကနည်းနည်းဈေးနေတယ်ဆိုတော့ဘာဖြစ်လဲ1000ကနေ okay 200လောက်နှုတ်လိုက်ဆိုတော့ तू ကနော်အဲ့ဒါလူအများကြီးတယောက်တည်းဘုံဆိုတော့ तू ကထောင်အဒီရာထူးပြုတ်သွားလို့နော်တခြားလှုပ်ရှားမရှိတော့တဲ့ခါကျတော့အဲ့ဒါခုနစီပေးတယ် hey နင်းကစီအဲ့လောက်တောင် short ထားပေးတယ်နင်းကနည်းနည်းပပတော့ပြန်လုတ်တယ် အာနော်ကျွန်တော်ဒါမြန်မာနိုင်ငံသားရဲ့အရင်တိပါတယ်ဆိုတော့သူ့ရဲ့ planning သူရာထူးပြုတ်သွားတဲ့ခါကျရင် तू now now next level မှာဘယ်လို planning လုပ်ရမလဲဆိုတာ तू ကကြိုပြီးစဉ်းစားနေတာဖြစ်တယ်အာမင်အဲ့မှာတခင်ရှုကအဲ့ဒါကိုပြောလဲဆိုတော့အာ next verse မှာ um verse 8မှာမတရားသောထိုဘန္တာဆိုသည်လိမ္မာစွာပြုတ်သည်ကိုတခင်သည်ချီးမွမ်းတယ်တခင်ကချီးမွမ်းတယ်တဲ့ နော်သူ့ပစ္စည်းခိုးနေတာကို तू ကဟွာလို့ပါလေချီမွန်တာမဟုတ်ပဲနဲ့ तू သူ့ရဲ့ planning လေးကို तू က तू ဒီလို planning လုပ်ထားတဲ့တီတီလို့ तू तू သူ့ရဲ့ agency လေးကိုချီမွန်တာဖြစ်တယ်အချောင်းဘူကလော့ကီတာတို့ဒီမိမိတို့အမှုကိုဆောင်ရွက်ရတွင်အလင်းတူရောက်တော့သူထက်တာယူလိမ့်မှာကြာကြီးတဖန်ငါဆိုဒီကဆိုဒီကနေ့ရဲ့အဓိကအကြောင်းချက်လေးတဲ့တို့ဒီစုတေတော့ခါတဲ့ဆိုတော့တင်းတို့တေတော့ခါကျွန်တော်တို့အခုခုနကတော့မတရားတော့ဘန်တာဆို အကြောင်းကိုတခင်ယေရှုကပြောနေအခုကျွန်တော်တို့ကိုပြောနေတယ်မိတ်ဆွေနဲ့ကျွန်တော်ဖခင်ကတဲ့ပြောနေပြီနေတော့တည်တဲ့ခါကျရင်တဲ့နော်ရှင်းရှင်းပြောရင်အကောင်းကင်တိုင်းကမှာအစီမြက်တီတော့ဗိမာန်နိုင်တင်းတို့ကိုလက်ခံလက်တန်းတော့ဆွေရှိစီချင်းကမမြဲတော့လော်ကီစီစဉ်ကိုတုံးဆောင်ချက်လို့အခုဒီလောကမှာရှိဒီငွေကလူတယောက်ကိုကောင်းကင်နိုင်ငံရအောင်ပို့ပေးလို့မရပါဘူးเนาะ လူတယောက်ကောင်းကင်နိုင်ငံရောက်ဖို့ကောင်းကင်ကနေကျွန်တော်တို့ကိုကျွန်တော်တို့ကောင်းကင်နိုင်ငံသွားတဲ့ခါကျရင်ကျွန်တော်တို့ကိုလက်ခံတဲ့သူရှိဖို့အတွက်ကဘာလို့ဖို့လိုရလဲဆိုတော့ကျွန်တော်တို့ excuse me ကျွန်တော်တို့ပေးလိုက်တဲ့ကျွန်တော်ဒီ excuse me ကျွန်တော်ဒီ lucky season ကိုတုံးလိုက်တဲ့အရာ lucky season ကိုတုံးလိုက်တဲ့အရာဒီကျွန်တော်တို့ရဲ့တုံးလိုက်တဲ့ဒီ lucky season အပြင်ဒီလူကကောင်းကင်နိုင်ငံရောက်ရမယ်ဒါဆိုရင်ဘယ်လိုလုပ်မလဲ လူတယောက်ကကောင်းကင်နိုင်ငံကလော်ကီစီးစိန်နဲ့တော့ကောင်းကင်နိုင်ငံမရောက်တာတော့သိချတယ်။ဘာကြောင့်လဲဆိုတော့ကျမ်းစာထဲမှာ I am the way the truth and the life ကောင်းကင်နိုင်ငံရောက်ဖို့အတွက်ကနော်ယောဟန်စလေးချောင်းမှာယေရှုခရစ်တော်တပါတယ်ပဲရှိတယ်။ယေရှုခရစ်တော်ကိုမိမိရဲ့တသက်ခင်ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်တော်သူတွေပဲကောင်းကင်နိုင်ငံရောက်တယ်။ လူတယောက်ကစိတ်နှလုံးသားထဲမဟုတ်တယ်ကျွန်တော်အပြစ်ကိုကျွန်တော်မဖြေလွတ်နိုင်ဘူးယေရှုခရစ်တော်အားဖြင့်ကဖြေဖြေလွတ်တော်သူဖြစ်တယ်ယေရှုခရစ်တော်တပါတိတာကိုကယ်တင်နိုင်သူဖြစ်တယ်ယေရှုခရစ်တော်ဖခင်ကိုကျွန်တော်ခေါ်တယ်ယေရှုခရစ်တော်ဖခင်ကကျွန်တော်ရဲ့တသက်ကင်ကယ်တင်ရှင်ပါလို့သူစိတ်နှလုံးထဲကနေယုံကြည်ပြီးနှုတ်ကနေမွဆွေအဲ့ဒီလူကကယ်တင်ခြင်းရမှာဖြစ်တယ်အဲ့ဒီလူကကောင်းကင်နိုင်ငံရောက်မှာဖြစ်တယ်ဆိုတော့အဲ့ဒီလူကောင်းကင်နိုင်ငံရောက်မဲ့လူနဲ့ကျွန်တော်ရဲ့လောကီပန္တာနဲ့ပါဆိုင်လဲအရန်ဆိုင်တာပေါ့နော်ယောမဝရစာခန်းကြီး30မှာဒီလိုရေးထားတယ် နော်ဤဝဂလိတရားကိုဆိုတော့ကဲတင်ချင်းတရားကိုမကြားဘူးဆိုရင်တဲ့ဘုရားကိုဘယ်လိုခေါ်နိုင်မလဲလဲယေရှုခရစ်တော်ဘုရားကျွန်တော်အပြစ်သားပါကျွန်တော်ကိုကယ်ပါလို့ဘယ်သူခေါ်နိုင်မလဲတဲ့ကြားတဲ့သူရှိဖို့ကဟောတဲ့လူရှိဖို့လိုတယ်တဲ့ဟောတဲ့လူရှိဖို့တော့ကပါလေအဲ့ဒီဟောတဲ့လူကိုစေလွတ်ဖို့တဲ့သူရှိဖို့လိုအပ်တယ်တဲ့ဆိုတော့ကျွန်တော်တို့ကမဟောဘူးဆိုတော့ကျွန်တော်တို့ကဘယ်နေရာမှာတာဝန်ယူနိုင်လဲဆိုတော့ကျွန်တော်တို့ရဲ့ Loki Banda ကဘယ်နေရာမှာအတုံးကြလဲဆိုတော့ ဟောပြောတဲ့လူကိုဆေလွတ်တဲ့နေရာမှာကျွန်တော်တို့ကနေရာကြတယ်ဆိုပါတော့နော်လူတယောက်မောင်ဖြူမောင်ဖြူကဤဝင်ကလေးတရားဟောတဲ့ဆရာနော်ဆိုတော့ဟိုတောကြောင်ကလောင်ထဲမှာတရားတော်ဟောနေတယ်သူဟောတဲ့ခါမှာဘာဖြစ်လဲသူ့မှာစာဝတ်နေရေးရှိတယ်သူ့မှာမိသားစုရှိမယ်သူမိသားစုအတွက်ယုံကနေဘယ်လိုလုပ်တရားဟောမလဲ ော်ဆိုတော့ तू တရားဟောလို့ရအောင်အေဝကလေးတရားဟောလို့ရအောင်အဲ့လိုမျိုးတောကြောင်ကလောက်ထဲမှာဓမ္မဘုန်းလည်းနေရာကန္တသီးသီးမှာဖျားသိခင် तू ဖွင့်ပြတဲ့နေရာမှာဟိုလွတ်လပ်စွာတရားဟောပြီးငွေကြီးနဲ့ပတ်သက်ပူဆရာမလို့ပဲနဲ့တရားဟောလို့ရအောင်ကျွန်တော်တို့ကနောက်ကနေသူ့ကို support လုပ်ပေးတယ်သူ့ကို partnership လုပ်ပေးတယ်အာမင်ကျွန်တော်အရင်တပတ် partnership ဆိုတဲ့အကြောင်းအရာမှာကျွန်တော်ပြောခဲ့တယ်နံပါတ်ထောင်ရတဲ့အဲ့ဒီမှာကျွန်တော်ရဲ့ Facebook မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်ရှိတယ်เนาะ number 6မှာဖြစ်တယ်သူ့ကိုထောက်ပတ်လို့ရှိရင်အဲ့ဒီလူ ကဟောပြမောင်ဖြူကသူတရားဟောလိုက်လို့เนาะတရားဟောလိုက်လို့မယုံကြည်သူတွေကကြားပြီးယေရှုခရစ်တော်ကကျွန်တော်ရဲ့ကယ်တင်ပိုင်ရှင်ပါဆိုခေါ်လိုက်လို့ရှိရင်ဒီလူတွေကတေသွားလို့ရှိရင်ဘာဖြစ်လဲကောင်းကင်နိုင်ကရောက်သွားမှာဖြစ်တယ်ဆိုတော့ဟောတာကဘယ်သူလဲမောင်ဖြူဒါမဲ့မောင်ဖြူတယောက်ပဲစုရမှာမဟုတ်ဘူးကျွန်တော်တို့ကအနောက်ကနေဆေလွတ်တဲ့ကန္တာမှာပါတဲ့အတွက်ကျွန်တော်တို့လည်းရလိုက်ရမှာဖြစ်တယ်ကျွန်တော်တို့ကောင်းကင်နိုင်ကရောက်တဲ့ခါကျတော့ဟာ နော်ဒီမှာကိုတော့နော်အာဒီမှာကိုကြီးဒီအမကြီးဂျေဆုတင်တယ်နော်ကျွန်တော်ကိုမြေကြီးပေါ်မှာကျွန်တော်နော်ကေတင်ချင်းတရင်ချာဖို့တော့ကျွန်တော်ကိုလာကူငီပေးလို့ဂျေဆုတင်တယ်နော်ဆိုတော့ဟာကျွန်တော်ဘယ်လိုကျွန်တော်နေ့နေ့လည်းတခါမှမတွေ့ဘူးနေ့လည်းကတရားတခါမှမဟောဘူးပါဘူးဘယ်လိုဖြစ်လို့ကောအခုလာပြီးတော့နှုတ်ဆက်နေတာလဲအိုးကျွန်တော်ကိုမောင်ဖြူကတရားဟောထားခဲ့တယ်မောင်ဖြူကိုနောက်ကနေနော်လော်ကီပန်တာနဲ့နော် support လုပ်တဲ့အထဲမှာတင်ပပတယ်အဲ့ဒါကြောင့်တင်တင် ပို့လိုက်တဲ့เนาะဒီမောင်ဖြူအားဖြင့်ကျွန်တော်ကကေတင်ချင်းတရင်ကြရဲဆိုတော့စီအဲ့လိုဖြစ်တာဖြစ်တယ်ကောင်းကင်နိုင်ငံမှာကျွန်တော်တို့ကိုဗာလဲလက်ခံတဲ့သူရှိတယ်ဆိုတော့အဲ့ဒါကိုပြောချင်တာဖြစ်တယ်ကောင်းကင်နိုင်ငံမှာเนาะကျွန်တော်တို့ရဲ့ဆုလက်ကအရန်ကြီးတယ်ဒါကနည်းနည်းရရဆုလက်မဟုတ်ကျွန်တော်တို့ရဲ့ဒီ lucky bander ကိုအသုံးပြုပြီးတော့ဗာဖြစ်လဲလူတွေကိုကေတင်ချင်းရအောင်ကျွန်တော်တို့ကဆေလွတ်တဲ့ကဏ္ဍမှာပါနိုင်တယ်အာမင်ဆိုတော့ဒီမှာကျွန်တော်ပြောပြမယ် ဒါခုနကပေါင်ဖြူတယောက်တည်းကျွန်တော်တို့ဒီမှာလူရောက်ကိုမီလီယံနဲ့ချီပြီးကဲတင်ချင်းတရားဟောနေတဲ့ဆရာတွေရှိတယ်။အဲ့လိုမျိုးဆရာတွေနော်တရားဟောဆရာဆရာမတွေနော်ဤဝင်ကလေးကြောဟောတဲ့လူတွေလူအမြောက်များကိုကျွန်တော်တို့က support လုပ်နိုင်တယ်ဆိုရင်ထောက်ပံ့ပေးနိုင်တယ်ဆိုလအတိုင်းနော်လအတိုင်းဟိုဥပမာဆိုအများကြီးကိုကျွန်တော်ဒီငွေရေးကြီးရပြီးထောက်ပံ့ပေးတယ်ဆိုရင်စဉ်းစားကြည့်လိုက်ပါ။တရားဟောဆရာတယောက်ကလူတသိန်းလောက်ကဲတင်ချင်းရတယ် နောက်တယောက်လည်းတသိန်းတသိန်းဆိုလူအများကြီးကိုကယ်တင်ချင်းရသွားပြီဆိုကောင်းကင်နိုင်ငံမှာကျွန်တော်တို့ဝင်စားတဲ့ခါကျကျွန်တော်တို့အတွက်ကပါဖြစ်လေသမရရီဝင်လာတော့ပဲကျွန်တော်တို့ကိုဖြောင်း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 နဲ့လက်ပြီးတော့လက်ခံတဲ့အတူတည်းတပြုံကြီးရှိလာမှာဖြစ်တယ်။ဘာကြောင့်လဲ?ကျွန်တော်တို့ပေးကမ်းလိုက်တဲ့ partnership တွေကြောင့်သူတို့ကကဲတင်ချင်းရခဲ့တဲ့အတွက်ကျွန်တော်တို့ကိုပါဖြစ်တယ်။လက်ခုပ်တည်ပြီးကြိုမှာဖြစ်တယ်။တခိယေရှုကိုယ်တိုင်ကလည်းကျွန်တော်တို့ကိုဆုလက်တပ်ပရဖူတွေအများကြီးပေးမှာဖြစ်တယ်။ဆိုတော့အဲ့ဒါကကျွန်တော်တို့က eternal reward ဒီဘဝမှာတော့เนาะဒီဘဝမှာတော့ကျွန်တော်စုလက်တွေတွေ့ချိန်မှာတွေ့ရမယ်ဒါမဲ့တွေ့ရမှာတွေ့ချိန်မှာတွေ့တွေ့လက်တွေ့ရမယ်ဒီဘဝမှာလည်းတွေ့ရမယ်เนาะမာကု30မှာရေးထားတယ်ယခုဘဝနောက်ဘဝနှစ်ခုစလုံးရမယ်ဒါမဲ့ဒီနေ့တော့ယခုဘဝအထက်နောက်ဘဝကိုအဓိကပြောတာဆိုတော့ကျွန်တော်တို့ကိုလက်ခံတဲ့သူရှိလာမှာဖြစ်တယ် hallelujah amen အဲ့လိုမျိုးပေးကမ်းနိုင်ဖို့ဆေလွတ်တဲ့နေရာနေဖြစ်ဖြစ်ဖို့ကပါကျွန်တော်တို့မှာ ကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံနေဖို့လိုတယ်သူတို့ဘက်ကိုပေးကနိုင်ဖို့လိုတယ်သူတို့ဘက်ကိုပါလေအပေးကနိုင်ဖို့တော့ကျွန်တော်တို့မှရှိဖို့လိုတယ်တင့်မှာမရှင်းသူမြောက်ပေးလို့မရဘူးဆိုတော့ဘာလို့ဖြစ်လဲကျွန်တော်တို့ကသူမြောက်ကိုပေးမယ်ဖခင်ကကျွန်တော်တို့ကောင်းကြီးပေးမယ်ပေးလေပေးနိုင်လေပေးကန်းချင်းရဲ့အနှစ်သာရကအဲ့ဒါဖြစ်တယ်ကျွန်တော်တို့ကသူတစ်ပါးကိုပေးတဲ့ခါကျရင်ဖခင်ကကျွန်တော်တို့ကိုပြန်ပေးတယ်ပြီးကျွန်တော်တို့ကပို့ပေးလာလေပြန်လာလေပို့ပေးလာလေပြန်လာလေပို့ပေးလာလေပြန်လာလေစောက်ဝိုင်းကပတ်ပတ်လဲနေတာဖြစ်တယ် ာမင်ခုနကျွန်တော်ပထမဖတ်သွားတဲ့စာအုပ်ထဲမှာအာပထမမဟုတ်အောက်ပါကျွန်တော်ဆက်ဖတ်တောင်မှအနေငယ်တော့အမှု၌တစ္ဆာရှိတော်သူသည်ကြီးတော်မှု၌လည်းတစ္ဆာလိမ့်မယ်အနေငယ်မှု၌တစ္ဆာမရှိတော်သူကြီးတော်မှု၌လည်းတစ္ဆာဖြစ်သူဖြစ်မမြဲတော်လောကီစီစဉ်ကိုတုံးရတဲ့တင်းတို့သည်တစ္ဆာမရှိလင်းမှန်တော်စီစဉ်ကိုတင်းတို့နာဘယ်သူနာအဘလိမ့်မနီသူတို့ဘာအမှု၌တင်းတို့သည်တစ္ဆာမရှိလင်းအဘယ်သူများအပိုင်ပေးမနီတဲ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့နောက်ထောင်းနေတဲ့မိတ်ဆွေ သင်ပေးကမ်းလိုက်တဲ့အရာကနော်ဘယ်နေရာမှာပေးလဲဆိုတာအရေးကြီးပါတယ်။ဘာကြောင့်လဲ?ထာဝရကာလအထိအဲ့ဒီဟာကပါလာမှာဖြစ်လို့ဖြစ်တယ်။အဲ့ဒါကြောင့်ပေးကမ်းတဲ့နေရာကိုစီစနစ်တကျတည်ဖို့လိုအပ်တယ်။ကိုပေးတာကဘယ်လိုအုပ်စုတွေဘယ်နေရာမှာပေးကမ်းလဲဆိုတာတည်ဖို့လိုအပ်တယ်။အာမင်။အာမင်။အဲ့လိုပေးတဲ့ခါကျယခုဘဝနောက်ဘဝအတွက်ကောင်းကြီးများစွာမြောက်များစွာရရှိမှာဖြစ်တယ်။အာမင်။ဖျားတိခင်ကောင်းကြီးပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျွန်တော်ဒီကနေ့ပြောတဲ့အကြောင်းအရာတကယ်လို့ခွန်အားရတယ်ဟို ခွန်အားလည်းရတယ်ဒါမှမဟုတ်လည်းဒီတခုခုเนาะတင်ယူဆရာတခုခုတင်ခန်းဆရာရတယ်ဆိုလည်းကျွန်တော်ရဲ့ဗီဒီယိုကို like and share လုပ်ပေးဖို့လည်းမမေ့နဲ့เนาะကျေးဇူးများတင်ပါတယ်ဖ ያ သခင်ကောင်းချီးပေးပါစေဘိုင်ဘိုင်